အားလုံးမင်္ဂလာပါဗျအဲဒီဖြစ်စင်ရတာပေါ့နော်မေရဲ့နောက်ယောက်ျားနဲ့သားသမီးတွေရဲ့ဒါပြဿနာပေါ့နော်အားလုံးနားဆင်ကြပါဦးတိုက်လွန့်နေတယ်နော်တိုက်လွန့်ရဲစခန်းသွားမလို့ဒီငယ်ကိုထီလို့သမီးတွေကိုရဲစခန်းခေါ်တယ်တဲ့ရှင်းရှင်းလိုက်တာမုန်းနေမတောင်းဘူးနဲ့တကယ်ဆရည်ရာလင်းငယ်ကိုထီလို့ရဲရိုက်လို့တဲ့သူလင်းငယ်ကိုရိုက်လို့တဲ့မှရဲစခန်းခွာရဲစခန်းခေါ်မလို့ ရဲစခန်းသွားမလို့အခုရဲစခန်းပုံဆက်လာလို့တကယ်ရတကယ်တကယ်ဒီလိုဘယ်လိုရောနားလည်းပြန်မလည်းမသိတော့တကယ်ဗျာ အဲ့ဒါကိုဒီမျက်နှာမထောက်ဘူးလှုပ်သွားတယ်လှုပ်ရက်လိုက်တာပဝင်းချင်မှမျက်နှာမပြတ်နိုင်လှုပ်သွားတဲ့အပြင်ကိုအခုရေစကမ်းမှာထပ်ခေါ်တယ်တဲ့မတီပါဘူးဟိုကောင်တေးအောင်ရိုက်မလာပါဘူးရေစကမ်းခေါ်ရတဲ့ပြေဘူးစဉ်းစားကြည့်ပါဦးမယ်ကဲဟာငိုနေငိုနေပါငိုနေပါလို့ပေါ်ပါတော့ သွားလိုက်အောင်မလေးငယ်ကိုရိုက်လို့လေကျွန်တော်တို့တရားဆွဲထားရတဲ့မိယာသမီးတွေကိုတရားဆွဲထားရတဲ့ဂျာလုံးကောင်းကြသေးလားမသိဘူး လိုနားလည်းပြရမှာမသိဘူးလာခဲ့တယ်မလာခဲ့ရရတယ်အခုရဲစရောက်သွားမှာကျွန်တော်တို့ဆက်နေတော့တော့တော့မလား 来来来来！我红我红管管花，妈。这边啊，来嘛。来切来多没呢？我老婆弄完就多没。都是那些人可怜的，可怜的骗人关心的，可怜的骗人关心的，心里还讲你丑嘞。看都是你来着？ ရှင်တော့ရိုက်ကျွန်တော်တို့တော့ရိုက်တာအကောင်သူတို့အခန်းမှာကျွန်တော်တို့တော့ရိုက်အဲဒီဖြစ်စင်ပါเนาะသူတင်ထားတဲ့ဗီဒီယိုရဆိုရင်ဒါသူနောက်ဆုံးပြောထားတဲ့ပုံရပါเนาะအဲ9ရက်နေ့မှာကွာရှင်းတယ်10ရက်နေ့မှာဒီအခုလက်ရှိနောက်ယောက်ျောက်ယူရဲပါเนาะအဲယောက်ျောက်ယူရဲအတွက်သူသားသမီးတွေကတွားပြီးတော့ဝိုင်းရတယ်ဆိုတဲ့နေဒါပြောမယ်ဆိုရင်ဒါဥပဒေကြောင်းရဆိုရင်တော့ဒါကအမှားယွင်းတယ်ပေါ့เนาะအမှားယွင်းတယ်ဒါသားသမီးကိုဒါ ဟိုဘက်ကပြန်ပြီးတော့အမှုဖွင့်တရားဆွဲတဲ့အနေထားမျိုးရှိတယ်ပေါ့နော်။အဲဒါပြောမယ်ဆိုရင်အဲဒီချိန်မှာလှုပ်တာတော့ကိုယ်အမှားပေါ့နော်။အဲဒီတော့တွင်းပေါ့နော်။ဖိအင်းနဲ့မကွာရှင်းခင်မှာဒီလူနဲ့ပေါ့နော်။အခုနောက်ယူတဲ့ယောက်ျားနဲ့ပတ်သက်မှုအဲရှိမရှိဆိုတာကြည့်ရတာတော့သူတို့မသိခဲ့ဘူးထင်တယ်ပေါ့နော်။အခုကခေါင်းရနေမှာကွာရှင်းပြီးပြီးချင်းရှင်းရနေမှာပဲနောက်ကြောက်ယူတယ်ဆိုတော့တော့ဒါဟို သုံးသက်ကြည့်ရရင်တော့ဒီမအေးကတော့သူတို့ဖိနေမကွာရှင်းငင်တွေကအဲ့ဒီယောက်ျားနဲ့ပတ်သက်မှုရှိခဲ့လိမ့်မယ်ပေါ့နော်အဲယောက်ျားနဲ့ပတ်သက်မှုရှိခဲ့တာကိုဒီသားသမီးတွေကဒီလိုမသိခဲ့ပဲနဲ့ပေါ့နော်အဲကွာရှင်းပြီးမှနောက်အဲရက်မကူပဲနဲ့ပေါ့နော်ဒီနေ့ကွာရှင်းနောက်နေ့တန်းယူဆိုတဲ့နေထားကြမှာသူတို့တွေသိရတဲ့နေထားမျိုးအဲ့တော့သူတို့ပေါက်ကွဲပြီးတော့သားသမီးတွေဝိုင်းလို့တယ်ဆိုတဲ့နေထားမျိုးပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ဥပဒေကြောင်းရဆိုရင်တော့အာတရားဝင်ကွာရှင်းမိသားဖြစ်တဲ့အတွက် ဒီနောက်ယူတဲ့ယောက်ျားကိုဒီလိုမျိုးအဲတွားရောက်ပြီးတော့ဝိုင်းဝန်းကြိုင်းနေတယ်ဆိုတာကဒါသူတို့အတွက်ကတော့ဒါပြောမှဆိုရင်ဟိုဥပဒေရှုထောင့်ကကြည့်မယ်ဆိုရင်တော့ဒါအေးယူခံရမယ်အနေအထားမျိုးရှိတယ်ပေါ့နော်အဲ့တော့မေကြီးကတော့ဒါဂျားရီကနေငဲ့ညာတဲ့အနေနဲ့ညှိနှိုင်းတဲ့အနေနဲ့ပြန်ပြီးတော့ဒါအမှုပိတ်ပြီးတော့ဒါဒီလိုမျိုးနားလည်မှုယူမယ်ဆိုရင်တော့လေဒါဒီ ပြဿနာပြည်လည်သွားနိုင်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့လည်းဒါအထောင်ကြတန်းကြတွေအခြေအနေတိဖြစ်သွားနိုင်တယ်ပေါ့နော်သာသမီအနေနဲ့အဲ့တော့ဒီဖြစ်စဉ်ကတော့ဒါဘယ်အတိုင်းဘယ်မျိုးနယ်မှာဖြစ်နေဆိုတော့မသိရသေးဘူးပေါ့နော်ကျွန်တော်သိရတယ်เนาะကျွန်တော်ဆက်လိုက်ပြီးတော့တင်ပြပေးသွားမှာမယ်အားလုံးကျေးဇူးတင်ပါတယ်ညာ